ျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးတာနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်။အရင်ပိုင်းဆုံးမှာတော့ oven က gas ကိုတွေ့သွားပြီးတိုင်းငယ်ဖွဲ့ကမျက်စိသူရဲ့ဘူကြီးဖြစ်ခဲ့ဘူးလားဆိုပြီးမေးတာနဲ့အဆုံးသတ်ထားပါတယ်။အခုလည်းဆက်ပြီးကျွန်တော်နာမည်က oven ပါ။ Milan to midnight တွေရဲ့ခေါင်းဆောင်တစ်ယောက်ပါ။ကြုတ်သေးကြဖို့ခမောင်းကိုမှတ်မိနေတယ်။တင်းငယ်ဖြူနဲ့ရင်ပေါင်တန်းနိုင်နဲ့ဓာကြီးကင်နဲ့ကြောက်စရာမျက်လုံးတွေနဲ့လူငယ်လေးတယောက်ကိုတိုက်ပွဲထဲမှာအချိန်ပေါင်းများစွာမြင်ဘူးတယ်။တင်းငယ်မျက်စိသူရဲ့ဘူကြီး ခမရနာမည်ဘယ်သူလဲသိပြရစီဆိုပြီးအိုဝင်ကတောင်းစီကွက်ကြပြောရင်းနဲ့မေးဆက်လိုက်ပြီးမဲ့ gas ကတော့ပြီးပြီးသားတွေထားလိုက်ပါအဲ့အရာကြီးအတိတ်မှာဂျန်ခဲ့ပြီလို့ပြောရင်းနဲ့ရှောင်ထွက်လိုက်ပါတယ်ဒါပေမဲ့အိုဝင်ကဆက်ပြီးတော့ကျွန်တော်တခုလောက်မေးပါဦးမယ်မစ်လန်ကဒုက္ခရောက်နေပြီဖြစ်လို့အခုသိန်းငက်ဖြူ sacrifice ကဘယ်ရောက်နေရပါလဲဆိုပြီးမေးလိုက်ပါတယ်ငါမသိဘူးဒါမဲ့ငါလည်းအဲ့ကောင်ဘယ်နေရာမှာရှိမလဲသိရင်ကောင်းမယ် မင်းမထင်ထားလောက်နီးစက်တဲ့နေရာမှာအဲ့ကောင်ရှိနေပါလိမ့်မယ်လို့ gas ကအန်ကိုကြိတ်ရင်းနဲ့ဒေါသထွက်နေရဲ့မျက်လုံးနေနဲ့ပြောလိုက်ပါရီရှီဝီခီတို့တွေပြန်ထွက်လာပြီးအိုဝင်နဲ့ gas စကားပြောနေတာတွေ့တော့သူကဘာလုပ်လဲဆိုပြီး gas ကိုမေးလိုက်ပါရီ gas ကတော့သူ့အတီးတယောက်နဲ့တူလို့ငါ့ကိုလူမှနှုတ်ဆက်နေရပါလို့ပြန်ဖြေရင်းနဲ့ရှောင်ထွက်ခဲ့ပါရီ britain နဲ့ zio လာနေတဲ့ပုတ်ရဟန်းမင်းရဲ့နောက်လိုက်အဆောင်နေရာပုတ်ရဟန်းမင်းနေမကောင်းဖြစ်လို့လမ်းမှာစခန်းချနားနေရပါရီ ပေါ်ဝီဟမ်မင်းရာအသက်တော်တော်ကြီးနေပြီဖြစ်ပြီးကျမ်းမာရေးကြောင့် AR မှာလှည့်ရင်းနဲ့ညွန်းညွန်းငငယ်နားနေရပါတယ်။အပြင်မလန်းမကန်းမှာတော့အခြားဘာသာရေးရာရှိတွေကစကားဝိုင်းဖွဲ့ပြောနေကြပြီးဒီအတန်တွေကိုလည်းပေါ်ဝီဟမ်မင်းရာကြားနေရပါတယ်။ပေါ်ဝီဟမ်မင်းရာအတော်လေးဥနေပြီးဒီတစ်ခါကသူ့ရဲ့နောက်ဆုံးခီးဖြစ်မယ်။နောက်ထပ်ပေါ်ဝီဟမ်မင်းနေရာအတွက်အသက်တရောက်တော့ရွေးရတော့မယ်။ဘန်ဒီမီယွန်အင်ဒိုပိုလီစီယာနိုပဲရမှာထင်ပါတယ်။ပြောရတာတော့မကောင်းပါနဲ့အခုပေါ်ဝီဟမ်မင်းရာတာမယ်မယ်။ ရင်ပုတ်တွေတော့ဆိုရင်ကြည်ကြဲခမ်းနားတဲ့ຢာတွေကိုဆောင်ရွက်နိုင်ခဲ့ကြပြီမြေသူကတော့ဘာမှပြောင်ပြောင်မြောင်မြောင်မဆွမ်းဆောင်နိုင်ခဲ့ဘူးစသဖြင့်စသဖြင့်နဲ့အပြင်အလူတွေရဲ့စကလုံးတိုင်းစကားတန်တိုင်းဟာတေကန်ဤလူတယောက်လောကကြီးကနေပျောက်ကွယ်ကန်ဤလူအိုကြီးတယောက်ကိုဖိစီးနှိပ်စက်နေပါရဲ့အပြင်လောကစကားတွေကြောင်းပုတ်ဟန်မင်းရဲ့ခေါင်းထဲမှာပါအတွေးတွေကဝင်လာရပါပြီအလကားပဲဒီတက်ရွယ်ဒီငါအသက်ရှင်လာခဲ့ရသမျှအလကားပဲငါလည်းသုံးမကြဘူးဒီကဘာကြီးကလည်းသုံးမကြဘူး ငါအထူးခြားရဲ့မိသားစုတစ်ခုမှမွေးဖွားခဲ့ပြီးလူလေသေးမရှိနဲ့ကြီးပွင့်ခဲ့ရတယ်။ဘာသာရေးဘက်ကိုလိုက်စားခဲ့ရတယ်ဆိုတာလေ။နှစ်ဖျားရဲ့တကူးရှင်တွေကိုစကားပြောဆက်သွယ်ခြင်းလို့မဟုတ်ဘူး။ဒီကြောက်စရာကောင်းနေတဲ့တာမန်ဖြစ်နေတဲ့ကဘာကြီးကိုစိတ်မဝင်စားတော့လို့အသက်ဆန်းကိုရှောက်ပေးခြင်းုံပါပဲ။ပုပ်ရဟန်းမင်းဆိုတဲ့ဂုံဘို့အတွက်ရှင်ပြန်ရွေးချယ်ခံတဲ့သူတွေဟာသူတို့ချင်းတိုက်ခိုက်ကြအပုပ်ချကြတာနဲ့အပြန်အလှန်အကျိုးရုပ်ကုန်ပြီးဘာမှမလုပ်တဲ့ငါပုပ်ရဟန်းမင်းကြီးရဲ့လို့ဖြစ်လာရတာပဲ။ငါဒီဂုံဘို့ကိုလူလဲမလူချင်းခဲ့ပါဘူး။ အခုတော့ဒီပင်မန်းလာတဲ့ပြင်းမှုကောင်းတဲ့လူလောကအရှုပ်ထုပ်တွေတွေကနေထွက်ခွာသွားရတော့မယ်။ငါဘဝအဆုံးသက်ကရောက်လာပြီပဲဆိုပြီးအမြင်အာရုံတွေမှောင်မိုက်လာတာကိုတဖြည်းဖြည်းခံစားရင်းနဲ့တေချင်းတရားကိုလက်ခံဖို့လုပ်နေတော့မှာတောက်ပလင်းလက်နေတဲ့သိငက်တောင်မှတစ်ဖက်ကိုမြင်လိုက်ရပါတယ်။ဘာလဲဟာငါအိတ်မမက်နေရလား။ဒါကံကြမ္မာကိုစီရင်တဲ့ဖျားသခင်ရဲ့ကမ်းလက်များလားဆိုပြီးအံ့ဩနေတော့မှာပဲပြန်ပြောက်ွယ်သွားပါလေပုတ်ဟန်မင်းလည်းပြန်ထထိုင်လိုက်ပြီဒါအိမ်မက်လား နေပေါင်အိမ်မက်တော့မဖြစ်နိုင်ဘူးငါကိုယ်တိုင်ငါလက်နဲ့တိချခန်းစားမိလိုက်တယ်ဆိုပြီးတွေးနေတော့မှအပြင်ဘက်ကတန်နေကြားလိုက်ရပါတယ်ကလေးဒီချင်းဒီကိုဘာလာလောက်ကြတာလဲဆိုပြီးအဆောင်နေရမေးတော့ကျွန်တော်တို့ကပုတ်ရဟမင်းကြီးကိုသတင်းစကားပါဖို့တာဝန်နဲ့လာကြတာပါပုတ်နဲ့တွေးခွန်းပေးပါလို့ပြောပေမဲ့အဆောင်နေရခွင့်မပြုတော့ကြောင့်တင်ဟကန်ဂျမောလက်ထဲမှာအမိရဆုပ်ကင်လို့ရင်အလင်းသိမ့်ငက်ဖြူရဲ့ညွန့်ချမှုနောက်ကိုလိုက်ရမယ်ဆိုတဲ့သတင်းစကားကိုပုတ်ရဟမင်းเจ้าရေရွတ်လိုက်ပါရဲ့ စောစောအမြင်အာယုံထဲမှာလည်းတိတ်ငက်တောင်ပံကိုမြင်လိုက်ရပြီးအခုပြောလိုက်တဲ့စကားတွေကဆက်ဆက်နေတာကြောင့်ပုပ်ကသူတို့ကိုဝင်ခွင့်ပြုလိုက်ပါဆိုပြီး အထက်ကနေအမိတ်လမ်းပေးလိုက်ပါတယ်မြူးနဲ့ဆိုနီယာတို့နှစ်ယောက်ကဒူးထောက်လိုက်ပြီးအချိန်မတော်ကြီးလာရတဲ့အတွက်တောင်းပန်ပါတယ်ပုပ်ဟမ်းမီကျွန်တော်တို့ရဲ့သခင်စီကိုခေါ်သွားဖို့ရောက်လာတာပါဆိုပြီးအယိုသိပေးရင်ပြောလိုက်တော့အခြားဘာသာကြီးခေါင်းဆောင်တွေကခေါ်သွားလို့မရဘူးအရှင်ပုပ်ဟာဘရီတန်နစ်စီကိုအရေးကြီးကိစ္စနဲ့သွားဖို့ရှိတယ်အဆောင်နေ ီကလေးနှစ်ယောက်ကိုဆွဲထုတ်လိုက်ကြစမ်းဆိုပြီးအမိန်ပေးတော့ပုတ်ဟမ်းမင်းရောက်ဝင်တားလိုက်ပါလေဒီကလေးတွေပြောတဲ့အတိုင်းသူတို့ရဲ့ Lord ရှိအောင်အခုချက်ချင်းထွက်ခွာကြမယ်ဒါပုတ်ဟမ်းမင်းရဲ့အာနာနဲ့မိန်လိုက်တဲ့အမိန်ပဲဆိုပြီးပြောလိုက်တော့အခြားဘာသာရေးခေါင်းဆောင်တွေနားမလည်နိုင်ဖြစ်နေကြပါလေအဲ့အချိန်မှာအမြန်သတင်းပို့သမားတယောက်ရောက်လာပြီးအရေးကြီးသတင်းတစ်ခုတင်ပြစရာရှိပါလေ Britain နဲ့ဆိုခူရှန်နေရဲ့ရုတ်တရက်ထိုးစစ်ဆင်ကျူးကျော်ခြင်းခံနေရပါလေအရှင်ပုတ်ဟမ်းမင်းကြီးကိုမြို့တော်စီမလာတော့ပဲ ဒီနေရာမှာ NDA ကင်းအောင်ဆက်နေဖို့အတွက်သတင်းပါလိုက်ပါတယ်ဆိုပြီးလာပြောတော့အားလုံးလန့်ကုန်ကြပါတယ်ပုပ်ပြက်အတွေ့အဲမှာတော့စိတ်ဝင်စားစရာပဲအခုချိန်မှာအချက်ပြမှုတွေအားလုံးကတိုက်တိုက်ဆိုင်ဆိုင်လာစုနေတယ်လို့ပဲငါဘဝနေဝင်ကနီးချိန်မှာမဘဝအတိတ်ပဲရှိလာတယ်လို့တွေးရင်းနဲ့ကလေးတို့ငါ့ကိုမင်းတို့အရှင်စီကိုခေါ်သွားပါအဲ့ဒီမှာမြင့်မြတ်တဲ့ဗျာဒိတ်တော်ရှိနေလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်ဘရီတန်နဲ့စီမာတော့နောက်မဆုတ်ကြနဲ့ ီနီယောအသက်ပေးကာကွယ်ကြဆိုပြီးမွန်စတာတွေကိုခုခံဘူးလုံနေကြပြီမဲ့ကြောက်စိတ်ရောခွင်အားတွေရောမမျှတာကြောင့်အေးနေနေပါလေအဲအချိန်မှာ crossbow ထွက်လာတဲ့မြားတစ်ချောင်းကမွန်စတာတွေရဲ့ခေါင်းကိုတန်းစီပြီးဖောက်ဝင်သွားပါလေကက်စတိုရောက်လာတာဖြစ်ပြီးစိတ်ကန်းကိုသွားရဲ့လမ်းမှာဒီကောင်တွေလာရှုပ်နေတာကြောင့်စောက်ခွက်ကိုဝင်ခုတ်ပါတော့တယ်ဒီလူကဘသူလဲဟာတစ်ချက်တည်းနဲ့အများကြီးတက်ပစ်လိုက်တာဆိုပြီးအံ့ဩနေကြရောမှာဆပီကိုနဲ့အီရှီဒိုတို့ကငါတို့နှစ်ကောင်လည်းဝင်ချမယ်ဆိုပြီးတီးဖို့လုပ်ပါတယ် ဂန့်စ်ကတော့ရင်ကျန်းတဲ့သူတယောက်မှထားပါတော့အက်ကလီနဲ့ဟိုတယောက်ကဝင်ချလို့ရအစဉ်ပြေးရလားဆိုပြီးရော့ဒရစ်ကမင်းနေတော့မှစပ်ပြီးကိုကလေဝေယုံလေသားရည်နဲ့အဝေးကခုတ်ပြအီရှီဒိုရောကလည်းတမြောင်နဲ့လိုက်ထိုးပြီးမီရှိုတက်ပြစ်တာကြောင့်ရော့ဒရစ်တို့နှစ်ကောင်ပါဇက်အဟောင်းသာဖြစ်နေကြရပါတယ်အဲ့အချိန်မှာမွန်စတာနှစ်ကောင်ကကတ်လာလို့ဖာနီစ်ကစူးမွေနဲ့တိုက်ခိုက်ပစ်လိုက်ပါတယ်ရှီဝီခီကအနားမှာမွန်စတာတွေကိုထိန်းချုပ်နေတဲ့ခူရှန်တကောင်ကိုတွေ့လို့ gas ကိုစိတ်ချင်းဆက်သွယ်ရင်းနဲ့တီနီယာပြောပြလိုက်ပြီး gas ကလည်းတမြောင်နဲ့ဆုံးသက်ပေးလိုက်ပါတယ်။ရန်သူတွေရှင်းသွားပြီမို့လို့နောက်ထပ်ရောက်မလာခင်ခီးဆက်ဖို့လုပ်ကြပါတယ်။ Rodrick ကတော့ Monster တွေကိုတော့မကြောက်မလန့်နဲ့အေးအေးဆေးဆေးချသွားတဲ့ gas တို့အဖွဲ့ကိုနောက်ကနေကြည့်ရင်တအားသဘောကျနေပါတယ်။မြို့ကြီးတစ်ခုလုံးကလည်းပျက်စီးပြီးမီးလောင်နေတာကြောင့် Shirikiya Sonia ပြခဲ့တဲ့အမြင်အာရုံနဲ့တပုံစံနဲ့တူနေပါလားလို့တွေးမိနေပါတယ်။ရှိနာအကုံလောင်ယုံတွေကိုကြော်ရင်ငါတို့စိတ်ကန်းစီကိုရောက်ပြီဆိုပြီး Rodrick ကပြောနေတော့မှ ဂက်စီအမှတ်သားရုတ်တရက်နာလာတာကြောင့်ခဏနေုံဆိုပြီးလှန်တားလိုက်ပါတယ်။ရှေ့ကအုတ်တရိုင်းကြီးတွေကိုဖောက်ပြီးတော့မွန်းလိုက်ချိုင်းနဲ့ရှီတုံးကတိုက်ခိုက်ခဲ့ရတဲ့ပင်နယ်မွန်းစတာကောင်ကြီးပေါ်လာပါတယ်။ရှေ့ဘက်မှာမွန်းစတာကြီးပေါ်လာပြီးနောက်မှာလည်းအကောင်ငယ်လေးတွေကကြားကြီးတွေစီးပြီးတအုပ်တမနဲ့ရောက်ချလာတာကြောင့်ဂက်စတိုအဖွဲ့ပိတ်မိသွားပါတယ်။အချိန်ဆွဲမနေပဲဂက်စ်က ရှေ့တိုးလိုက်ပြီးဒီကောင်ကြီးကိုငါတတ်မယ်။ကျန်တဲ့ကောင်တွေကိုမင်းတို့တာဝန်ယူလိုက်။ဟိုအာမလွမ်းချုံသွားရင်တော့ရှီဝီခီ နင်လုတ်တင်တာကိုလုတ်ပါလို့ပြောလိုက်ပြီးမွန်စတာကောင်နဲ့စောက်ခွက်ရိုက်ပွဲကိုစပါတော့မယ်။ကြားရည်နဲ့လာတဲ့ကောင်တွေကိုရောဆပီကိုကဓာတ်နဲ့စီးခုတ်လိုက်ပြီးအီရှီဒိုရိုကလည်းလင်းလင်းမြန်မြန်နဲ့သုံးကောင်လောက်ကိုဖြည့်ရှင်းပစ်လိုက်ပါတယ်။ကလေးတယောက်အနေနဲ့အီရှီဒိုရိုကအတော်လေးတိုးတက်လာပြီးအားကိုးရလာပြီးဆိုတော့တည်သားပါတယ်။အီရှီဒိုရိုကြားတကောင်အလစ်ဝင်ကိုက်ဖို့အလုပ်မှာရော့ဒရစ်ကမျက်လုံးကိုဓာတ်နဲ့ထိုးပြီးအီရှီဒိုရိုနဲ့အတူဝင်ချပေးနေပါတယ်။ဖာနီစ်ကလည်းသူ့ရဲ့ဆူးမွေနဲ့တတ်နိုင်သလောက်တိုက်ခိုက်ပါတယ်။ မန်နီဖီကိုကတော့အရန်ကြောက်တတ်တာကြောင့်ရှီရီခီကတော့ပြန်ကာကွယ်ပေးနေရပါတယ်ဒါလို့တေးရဲဘောကြောင့်တက်လို့လေဗန်ဒီမီယွန်ကယာဒူးအမျက်မပေးခဲ့တာဖြစ်ပါလိမ့်မယ်ရှီရီခီက gas ကိုစိုးရင်တကြီးနဲ့လှမ်းကြည့်နေပြီး gas ကတော့ရေမှုတ်ချက်ကိုရှောင်ရင်မျက်လုံးစီကိုဘုံးနဲ့လှမ်းပစ်ထည့်လိုက်ပါတယ်မျက်လုံးပြက်လို့နာကျင်နေတော့မှာနှာမောင်းကိုတဝက်ကနေဖြတ်လိုက်ပါတယ်ဒါပေမဲ့အကောင်ကြီးရာကြောင့်ရှယ်ပြန်ချနိုင်နေသေးတော့ gas မှာရှောင်းလိုက်ချလိုက်နေနည်းနည်းခက်ခဲနေပါသေးတယ် ဘာသာအာမောကလည်း gas ဒေါသထွက်လာတာနဲ့မျှသူ့ဘာအကောင်းလာပြီးလွှမ်းခြုံဖို့အတင်းကြိုးစားနေလို့အံကိုကျင့်ရင်းနဲ့ထိန်းထားရပါတယ်။ရုတ်တရက် gas ကဘာသာအာမောနဲ့တော့အကောင်ကြီးရဲ့ပေါ်ပိုင်းကနေဖောက်ထွက်ပြီးတက်ခဲ့တာကိုသတိရသွားပြီးအားနည်းချက်ကအပေါ်ပိုင်းမှာပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်။အဆောက်အုံတစ်ခုနားမှာယက်နေတဲ့ gas ကိုအကောင်ကြီးကဝင်တိုက်လိုက်တာကြောင့် gas တည်သွားပြီလား။ခံလိုက်ရတာလားဆိုပြီးအာလုံးစိတ်ပူသွားကြပါတယ်။ ဒါပေမဲ့အဆောက်အဦရဲ့အမိုးပေါ်မှာယောက်ျားတယောက်ကမမမမနဲ့ဓာကြီးဆွဲပြီးထလာတာကြောင့် gas ကတမင်တက်တက်အဆောက်အဦရဲ့ကိုရောက်သွားခြင်းလို့ဝင်ဆောင်ခံလိုက်မှန်းတိသွားပါရယ်။အုတ်တိုင်းကိုဖောက်အထဲကိုရောက်ပြီးကမှ gas ကလှေကားကနေအပေါ်ခေါင်မိုးပေါ်ကိုတက်ခြင်းလို့အနာခံလိုက်တာပါ။သူကြံစီထားတဲ့အတိုင်းအပေါ်ရောက်တာနဲ့နောက်ကျောဘက်ကိုဓာနဲ့ထိုးဆိုင်ချပစ်လိုက်ပါရယ်။ monster ကောင်ကလည်းနာကျင်လွန်းတာကြောင့်အတင်းယုံကန်ပြီးလှုပ်ချတာနဲ့ gas တယောက်ပြုတ်မကြအောင်ထိန်းထားရပါရယ်။ ဂလောက်ရှိရဲ့ကောင်ဆိုပြီး gas ကဓာတ်ကိုထုတ်ချင်းပေါအောင်ထိုးချရင်းနဲ့သူ့ရဲ့ဘယ်ဘက်လက်ကိုပါအရေးပြားရဲ့ဖောက်ဝင်အောင်ထိုးသွင်းလိုက်ပါတယ်။ပြီးရနဲ့လောင်ချပုံစံပြောင်းလိုက်ပြီးအာကောင်ပေါက်ကွဲထွက်သွားအောင်ထုခွဲလိုက်ပါတယ်။ monster ကောင်တည်သွားတာနဲ့အောက်ကို short ဆင်းလိုက်ပြီးအကောင်သေးတွေကိုပါထက်ခုတ်တက်ပြန်တာကြောင့် gas ကတကယ်မကောင်းဆိုးဝါးတယောက်ပဲလို့ rodrick ကရေရွတ်လိုက်ပါတယ်။ကြောင်တော်တော်လုံနေကြနဲ့ငါတို့တင်မောမီးလောင်သွားလိမ့်မယ်ဒီကောင်တွေကိုမြင်မြင်ရှင်းပြီးထွက်သွားကြရအောင်လို့ gas ကပြောလိုက်ပါတယ် တေမောစီဘီပင်လေတွေကိုထွက်ခွာလာနိုင်ရင်တော့ဒီကောင်ကြီးရန်ကင်းပြီဆိုပြီးစိတ်ကန်းစီဆက်လျှောက်လာခဲ့ကြပြီမဲ့စိတ်ကန်းမာရင်မွန်စတာပေါင်းရာချီရှိနေပြီးခူရှန်တေမောကြီးတွေဘဝကနေလဲထတ်ဆင်းလာနေကြပါသေးတယ်ဂတ်စ်ကနားတော်ဘာပဲဖြစ်လာလားမင်းတို့ဒီမှာပဲပုံနေမထွက်လာခဲ့ကြနဲ့ရှီဝီခီအချိန်တန်လို့ဒီကောင်ကြီးအားလုံးကငါရှင်းပြီးငါ့ကိုအသိစိတ်ပြန်ကန့်အောင်လုပ်ပေးပါလို့ပြောလိုက်ပါတယ်ရှီဝီခီကတော့မရဘူးအဲ့လိုလုံးဝဖြစ်ခွင့်မပြုနိုင်ဘူး အဲ့အာမိုကြီးရဲ့ရှင်းရခန္ဓာကိုဖျက်ဆီးပစ်နေရနော်လွယ်လွယ်လေးနဲ့ဘာမှမဖြစ်တယ်လို့မပြောပါနဲ့ gas ရေဆိုပြီးမျက်ရည်ဝဲရင်ငုံမဲ့မဲ့နဲ့တားနေတော့ gas ကငါတို့မှရွေးချယ်စရာမရှိကြအောင်ပြန်ပြောလိုက်ပါတယ်ရရရွေးစရာရှိတယ်ကျမတာဝန်သာထားဆိုပြီးရှီဝီကီယာဝိညာဉ်စွမ်းအားတွေကိုသုံးဖို့အကြံတစ်ခုထုတ်နေတော့မှမိလောင်နေရဲ့လှဲပင်ကြီးကိုတွေးလိုက်ရပါတယ်မော်ပညာတစ်တော်အုပ်တွေလူသူကင်းမဲ့တဲ့တောင်တန်းတွေမှာအသုံးပြုဖို့လွယ်ကူပေမဲ့ဒီလိုလူနေထူထပ်တဲ့မြို့တွေထဲမှာတော့ ဝိညာဉ်ရဲ့တည်ရှိမှုကမေးမိန်တာကြောင့်မှော့သွုံးဖို့တော့မလွယ်ကူပါဘူးရှိဝီခီရရောဂက်စိတ်ကြောင့်ရအောင်လုပ်မယ်ဆိုပြီးသူ့ခန္ဓာကိုယ်ဆော့ရှောက်ဖို့မာရင်နဲ့ဝိညာဉ်ကဘာတွေကိုခီးစားထွက်ပါတယ်ကန်ဆိုးစွာနဲ့ပဲမွန်စတာကောင်တွေကလန်ဂျာတွေရဲ့ဂက်စ်တို့ဖွဲ့ကိုမြင်သွားတာကြောင့်စိတ်ကမ်းဘက်က အုပ်လိုက်ကြီးနဲ့ဂက်စ်ကတစ်ဖက်ကြံတဲ့ကောင်တွေကလန်ဂျာတစ်ဖက်အသီးသီးတာဝန်ယူပြီးတော့ရှိဝီခီကိုအချိန်ဆွဲပေးရင်ကာကွယ်ဖို့အတွက်စူးစမ်းကြပါတယ်ရှိဝီခီဒီတစ်ခေါက်အကူအညီတောင်းမဲ့ဝိညာဉ်က လူတွေရဲ့ဖြစ်စည်းမှုအကျင့်ပြတ်မှုတွေကနေဖြစ်တည်လာတဲ့ငရဲမိရဲ့ဝိညာဉ်ဖြစ်တာကြောင့်အန်ဒီရဲ့များသလိုဝိညာဉ်ကိုရှာဖို့လည်းခက်နေပါရဲ့အပြင်မှာရှိနေတဲ့စပီကိုရုအဖွဲ့ရဲ့တိုက်ခိုက်မှုတွေ guest ကတရားနဲ့တယောက်ယဉ်ဆိုင်နေရတာတွေသူ့ကိုကာဝယ်ပေးခဲ့တာတွေကိုကြည့်ရင်ရအောင်ကြိုးစားမယ်လို့စိတ်ကိုတင်းပြီးရှာလိုက်တာငရဲမိရဲ့ဝိညာဉ်ကိုတွေ့သွားပါရဲ့စပီကိုရုဘက်မှာတော့အကောင်ကြီးရော့မသွားပဲပူပူပြီးတော့တိုးလာတယ်လို့ထင်ရတာကြောင့်ယဉ်ဆိုင်ရခက်နေပါရဲ့ တခုရှိတာဒီ monster កောင်တွေကအုံတော့တိတ်မရှိပါဘူးပိန်နေတင်းနေတရိတ်ဆန်သသာကောင်တွေပါလူတရာတတ်သမား gas ကြီးရောအခုလဲသူတတ်ထားတဲ့ monster အလောင်းပုံကြီးပေါ်မှာမတက်ရက်နေတဲ့ဟန်ကတော်တော်လေး badass ဖြစ်ပြီးတော့စောက်အောင်တော့မပါတဲ့ monster တွေတောင်82ရာမှာလန့်နေကြပါတယ်နင်းနေစဉ်းစားတတ်တဲ့ကောင်တကောင်ကနောက်ကအဆောက်ဦးပေါ်ကနေတက်ပြီးပင်မနေတဲ့ gas ကိုအလစ်ဝင်ထိုးပြီးမြေဟိုကတစ်ချက်လှည့်ပြီးတော့ထုတ်ချင်းဖောက်ပေးလိုက်တာ monster ရဲ့သွေး gas မျက်နာမှာနီရဲသွားပါတယ် သွေးနဲ့ရတာကြောင့်ဘာစက်အာမော်ကလည်းအတင်းယုံထနေပြီး gas ကထိန်းချုပ်ထားရပါတယ်ဆပီကိုရိုးတွေမနိုင်တော့သလို gas ကလည်းအာမော်ထုတ်သုံးမိတော့မဲ့ချိန်မှာရှီဝီခီရဲ့ဆင့်ခေါ်မှုကအောင်မြင်သွားပြီးမိတောင်နေတဲ့ဘိန်းတစ်ဘိန်းကိုတွေးလိုက်ရပါတယ်ဘိုင်ကြီးကိုဆင့်ခေါ်လိုက်တာလေဟာဆိုပြီးအာလုံးအံ့ဩတကြီးကြည့်နေတော့မှာငရဲမီရဲ့ဝိညာဉ်ဝန်ပူထားတဲ့ရှီဝီခီကငါဟာမိတောင်နေတဲ့ဘိန်းတနည်းအားဖြင့် wheel of flame ပဲငါဟာတိုက်ပွဲစစ်မြေပြင်တိုင်းကိုပြာချဖြက်စီးပြင်နိုင်တဲ့ငရဲမီရဲ့ဆွေတော်မျိုးတော်တစ်ယောက်ပဲ။ ီကောင်မလေးရဲ့တောင်းဆိုမှုအရသူ့ရဲ့ရန်သူတွေကိုကြက်သွေးအောင်ပြပုံဖြစ်ပြပြဝတ်တော်အောင်လောင်ကျွမ်းပြချပစ်မယ်လို့ပြောရင်းနဲ့မွန်စတာကြီးရှိရာကွင်းမြင်တလျှောက်မှာအကုန်လုံးကိုလိုက်တိုက်ပြီးပြချပစ်ပါတယ်ဒီတိုင်းဆိုရင်သူတို့တွေပါမိတဲ့ပါသွားမှာစိုးရာကြောင့်စပက်ကြီးကြားတဲ့ကိုဝင်အကာအဝယ်ယူဖို့လုပ်ကြပေမဲ့မိတော့ဝိညာဉ်ဝန်ပူးနေတဲ့ရှီရီကီကလှဲဘိန်းနဲ့အတူသူ့ပါလိုက်လဲနေပြီးဘေးမှာလည်းမိသဘာဝအင်အားစုတွေဖြစ်တဲ့လာဗန်ဒါတွေရှိနေတာကြောင့်ထီမရကင်မရဖြစ်နေပါလေ အဲ့ချိန် gas ကအေးရပူရာကြီးဂူးမဆိုင်ပဲရှီဘီကီယိုအီရှီဒိုရိုပါဆွဲပွေပြီးစပက်ကြီးဂျားရဲကိုချိန်မီလေးခုန်ဝင်လိုက်ပါတယ်လှဲပင်တောင်းချမ်းညင်တိုင်းတောင်းချမ်းပြီးရေထဲပြုတ်ကျသွားတဲ့အခါမှာဆာဘီကိုရိုတွေပြင်ထွက်ကြည့်လိုက်တော့အတုံယုံတည်နေတဲ့ monster လောင်းတွေကိုမြင်လိုက်ရပါတယ် gas တို့ဟာသတိမိနေတဲ့ရှီဘီကီကိုပြန်နှိုးနေပြီးဟိုကလည်းမျက်လုံးပွန့်ပြန်သတိရလာပါတယ်မင်းတော်တွေကောင်းကောင်းလုပ်ခဲ့ရပါပဲဆိုပြီး gas ကချီတူးလိုက်တော့ ရှိဝီခီတယောက်အတော်လေးပျော်သွားမယ်ဆိုတာသိကြပါရဲ့ချစ်ရသူစီကနေလာတဲ့ချီကျူစကားလေးတခွင်းဟာဘလောက်ထိတောင်ဖိုးတန်မဲ့ရောက်ဖောက်လို့လည်းသိကြမှာပါကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဲ့ဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦး